ဟုတ်ကဲ့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေတဖန်ပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါတယ်အပိုင်း၄လေးမှာတော့ပန်းအောင်ခိုးယူပြီးတော့အပိုင်းနှစ်မှာမိန်းကလေးငယ်လေးရဲ့ပထမဆုံးအနားကိုခိုးယူခဲ့ပြီးတဲ့နောက်မှာတော့အပိုင်း၃လေးကိုရရှိလာတဲ့အခါမှာတော့ရဲရဲကြီးဆင်းကအထက်အရာရှိရဲ့ချစ်ခင်မှုကြောင့်ဟန်ဆောင်အတွင်ယူအမှုတစ်ခုကိုထပ်မံတာဝန်ယူခဲ့ရပါတယ်ရဲရဲကြီးဆင်းဘာကြောင့်ထပ်ပြီးလှုပ်ရအောင်တော့လှုပ်ရတာလဲရုပ်ရှင်လေးရဲ့အဆောက်တော့အရန်ပူပြင်းတဲ့အခန်းမြေခွင်းတစ်ခုနဲ့စတင်ခဲ့ပါတယ်လူတော့မမြင်ရသေးပေမဲ့ခရင်ကတော့အရန်ကိုဖြုတ်ဆွနေပါတယ် လေစည်းနဲ့လက်ကိုချီနှောင်လိုက်ပြီးတဲ့နောက်မှာတော့အဲ့ဒီလူကပြစ်ဒဏ်ခံနေရဖို့ပေါ်ပြီးတော့ရလက်ကတော့သူ့ရဲ့ခန္ဓာကိုယ်မှာလေဝေလေထွက်ပေါက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအချိန်မှာရဲရဲကြီးဆင်းရဆေးရုံမှာရှိနေခဲ့ပါတယ်။ပထမဦးစွာချစ်စရာကောင်းတဲ့သူနာပြုတွေလှုပ်ရှားမှုတွေကိုလေးလာဖို့နဲ့နောက်ပိုင်းမှာသူ့ရဲ့တငယ်ချင်းထားအောင်လိုက်လေဖန်စီသူတွေစီကနေကောက်ွယ်ဖို့ပဲဖြစ်ပါတယ်။ရဲရဲကြီးဆင်းဟာတာဝန်တိုင်းကိုအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။အထူးသဖြင့်သူနာပြုတွေကိုဖိအားပေးတဲ့ကိစ္စမှာထားရမကြခင်မှာတိတ်ကြိတ်ခံရမှာမမှုပါဘူး။ကြံကြောင်းသားတို့ငကနိုင်ဓာတ်တို့ဖြစ်နေပါသေးတယ်။တနကြီးနဲ့တွေ့တဲ့အခါဒူးထောက်ရတာပဲဖြစ်ပါတယ်။ အခြေအနေကိုထိချုပ်ပြီးတဲ့နောက်မှာတော့ရဲရကြီးစင်ကတထေးစီကဖုံးခေါ်မှုကိုလက်ခံရရှိခဲ့ပြီးတော့အလုပ်အားလုံးကိုပစ်ပြီးရဲစခန်းကိုပြန်လာဖို့တောင်းဆိုခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့အရန်ရဆောက်ကြဲကြုတ်တဲ့လူတက်မှုပဲဖြစ်ပါတယ်။ရဲရကြီးစင်ရဲ့အမှုဖြစ်ရှင်းနိုင်စွမ်းဘယ်လောက်လဲဆိုတာမသိရသေးပေမဲ့သူ့ရဲ့ဖြစ်ရှင်းနိုင်စွမ်းကတော့ဘယ်သူမှရှင်းနိုင်မှာမဟုတ်ပါဘူး။အခင်းဖြစ်ပေါ်တဲ့နေရာကိုမိနစ်အနည်းငယ်တွင်ရောက်ရှိလာပြီးတဲ့နောက်မှာတော့သူဟာရဲတွေအတွက်သူ့နောက်ထပ်တစ်ချိန်လှုပ်ဝဲဆောင်တာအဖြစ်ပို့ဆောင်မှုအကြောင်းပါချက်ပုံမခိုင်မှာသာရရှိစေခဲ့ပါတယ်။အခင်းဖြစ်ပေါ်တဲ့နေရာကိုဖျက်ဆီးအောင်တမကရဲရကြီးစင်းရဲ့မျက်နှာအသက်ခံရသူတားကောင်နဲ့အမှတ်တမှတ်စေတူနေခဲ့ပါတယ်။ကွာခြားချက်ကမှဲ့လေးတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်ရဲရရေးဆင်းရအမှုနဲ့တဲလုံသားတွေကိုရှာဖွေဖို့အတွက်တားကောင်ရဲ့ဇနီးဂျော်ဒီရဲ့ခင်မိုးအဖြစ်ဟန်ဆောင်မှုစီစဉ်ခဲ့ပါတယ်။ငွေယူတောင်းမှချင်းချောက်ပြီးတော့အပစ်မဲ့လို့ချင်းချောက်တဲ့ Mail Beauty Trap နီလန်းနဲ့အားလုံးသူကအသုံးပြုခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒီလောက်ကိုသူမလုပ်ရင်ဘယ်သူမှလုပ်နိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်မလို့ရဲရရှိဆင်းရဒီကိစ္စကိုလုပ်ဖို့အတွက်သဘောတူခဲ့ရပါတယ်။ဒါပေမဲ့အဓိကပြဿနာကတော့အလုပ်သွားဖို့အတွက် Miss Mansi ကခွင့်ပြုချက်ရရမှာဖြစ်ပါတယ်။ပြောလိုက်တာတဲ့အတိုင်းပဲ Miss Man ကသူ့ကိုခွင့်ပြုခဲ့ပြီးတော့အကဲပြီသူအဲ့ဒီအမျိုးသမီးနဲ့ဖောက်ပြခဲ့လို့ရှင်သူမှလည်းဖောက်ပြမယ်လို့ချင်းချောက်ခဲ့ပြီးတော့သူ့အသက်ကိုလည်းကယ်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ် နောက်လာမယ့်ဘဝအတွက်စိတ်ချရဖို့ရဲရကြီးစင်းရအကယ်၍တစ်ခုဖြစ်ခဲ့ပြေးနိုင်မှုသူ့တက်ကိုကယ်ဖို့အတွက်ဂရင်ပေါင်းယာယီခွဲထုတ်ထားခဲ့ပါတယ်စိတ်ချရစေဖို့မစ္စမန်သူ့ကိုတက်နက်ကိုပေါပေါတန်တန်မပစ်ဖို့အတွက်ဂရီးတစ္ဆာစာရေးခိုင်းခဲ့ပါတယ်စင်းရလည်းလက်ညောင်းနဲ့လို့အကြောင်းပြချက်ပေးတာမလို့လက်ညောင်းရင်ခြေထောက်နဲ့ရေးလို့ပြန်ပြောခဲ့ပါတယ်အံ့ဩစရာကောင်းတာကရဲရကြီးစင်းရအရန်ထက်မြက်ခဲ့ပါတယ်ခြေထောက်နဲ့လည်းသူကရေးပြနိုင်ပါတယ်သူ့ဘာမှမစွလုံနိုင်ပါတယ်နောက်နေ့မှာတော့ပုံစံအစ်စ်နဲ့ရဲရကြီးစင်းဟာဂျော်ဒီကိုအောင်မြင်စွာလှည့်စားနိုင်ခဲ့ပြီးတော့အိမ်ဝင်ခေါ်သွားခြင်းခံခဲ့ရပါတယ်ဒါဟာသူ့အတွက်တော့ချမ်းသာတဲ့မိသားစုတွေကိုစတင်ဝင်ရောက်ခြင်းမှဖြစ်ပါတယ် ချမ်းသာတယ်မိသားစုကိုရောက်တဲ့အခါမှာတော့ရဲရကြီးဆင်းရလဲအိမ်ထဲကိုဝင်လိုက်တာနဲ့အစီကံနဲ့အများပြားသူ့ကိုကြိုးစားခဲ့ကြပါတယ်။အဲ့ဒီတည်းမှာအစီကံမလို့ထင်ရပေမဲ့အစီကံမဟုတ်တဲ့အမျိုးသမီးတဦးတားလို့ထင်ရပေမဲ့ချမ်းဆောင်တားဖြစ်တဲ့ကောင်လေးတယောက်ဖခင်နဲ့မတူတဲ့ဖခင်တဦးအထူးခြားဆုံးကတော့နာမည်မှားခေါ်ရင်ချက်ချင်းပိုင်းခံရနိုင်တဲ့ခြေတော်လေးချောင်းရှိတဲ့ခွေးပဲဖြစ်ပါတယ်။လက္ခဏာအနေငယ်ကြည့်ရုံနဲ့ဂျော်ဒီယာဒီခင်ဘိုးကထူးဆန်းတယ်လို့သိလိုက်ရပါတယ်။အပြစ်မှာညဘက်မအိပ်တက်ဘူးအိမ်မွေးတလေးဆိုင်နာမည်ကိုလည်းမေ့နေတယ်။ဒါအပြင်ရေချိုးဖို့ပြောလိုက်တဲ့အခါမှာတနှစ်မှာ၄ချိန်သာရေချိုးတက်တယ်လို့ပြောခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဒီထိတ်လက်မှုဟာသူမောင်တန်တရားဖြစ်စေခဲ့ပေမဲ့ရဲစခန်းကိုမင်းမြန်လိုက်တဲ့အခါမှာတော့ရေကူးကန်ခုန်ချပြီးအသက်ကအင်ဂျီမပါလို့ခေါင်းဆောင်မိကမှတ်ညံချိုးရင်းသွားတာကြောင့်မိသားစုရဲ့ဂရုစိုက်မှုနဲ့တင်ကြားမှုလိုအပ်တယ်ဆိုတဲ့အဖြေကိုသာရရှိခဲ့ပါတယ်။ရဲစခန်းစီကဘာမှမျှော်လင့်စရာမရှိတာကိုသိတဲ့အတွက်ဂျော်ဒီယာလည်းအလှပရိရဲ့နီလန်းကိုတုံ့ပြန်ဆုံးဖြတ်ခဲ့ပြီးတော့ရဲရာကြီးစင်းကိုသူ့ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်စေဖို့အတင်းကျပ်လှုပ်ဆောင်ခဲ့ပါတယ်။တိုင်မြန်တိုက်ခိုက်ဖို့အတွက်ရဲရာကြီးစင်းကလည်းပခုံးကိုရှော့ချနှာခေါင်းကိုရှာနဲ့တို့ပြီးတော့မယ်လီပြုတ်ကျလူနေပါဖြစ်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာအရင်ကမရှိခဲ့ဘူးတဲ့ပထမဆုံးအချက်လိုမျိုးယူသစ်စာဖတ်တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ရဲရာကြီးဆင်းရလဲတတိပြောင်းဝင်လာပြီးတော့ဂျော်ဒီရဲ့လက်ကိုအချိန်မီလွတ်လိုက်တာကြောင့်ပြန်ကထောက်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။နှစ်တကူကိုရောက်တဲ့အခါမှာတော့ရဲရာကြီးဆင်းနဲ့သူ့ဇနီးဟာတငယ်ချင်းမိတ်ဆွေတွေနဲ့ရက်ကော့ကလူတွေကိုဖိတ်ခေါ်ပြီးတော့နှစ်တကူအတူတကွပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။ဖိတ်ကြားခံရတဲ့ဧည့်သည်တွေထဲမှာတားကောင်နဲ့အရင်းအီးဆုံးတငယ်ချင်းဖြစ်တဲ့တန်တရာရှိသူ BL Jazz လို့ခေါ်မတ်ကက်အကိုလည်းပါဝင်ပါတယ်။ဒီလူကတားကောင်ရဲ့ပိုင်ဆိုင်မှုတွေကိုအမြဲမျက်စိကျနေသူပဲဖြစ်ပါတယ်။ဒီနေ့သူလာရောက်တာဟာနှစ်တကူနှုတ်ဆက်ဖို့အပြင်ဇုံတွဲကိုသူ့အစ်စ်ဖွင့်ထားတဲ့ဘားကိုလာလဲဖို့ဖိတ်ခေါ်ဖို့ပါပဲ။ ။စုညံတန်းနေကြားထဲမှာဇနီးမောင်နဲ့နှစ်ဦးကထူးဆန်းတဲ့ပုံစံနဲ့ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်ဂျော်ဒီကမျိုးသားနဲ့မတူတဲ့ပုံစံမျိုးနဲ့သူ့ခင်မိုးနဲ့မိန်းကလေးတွေကိုရှင်မြိုင်ကလိုက်ဖို့ကြိုးစားနေပါတယ်။သူ့ရဲ့အပေါင်းအသင်းတွေကလည်းဒီမတစ်ယောက်ကမကြသေးမီကသူကပန်းအောင်နဲ့မိန်းကလေးတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ပြီးတော့သူမရဲ့ပုံစံကလည်းရင်းနှီးနေပါတယ်။မြလုံးကြီးနှာခေါင်းမြင့် cherry နှာခမ်းနဲ့ပကံလုံးကြီးလောက်ရှိတဲ့ရှင်ပန်းဒါအပြင်ရဲရရှိချစ်သူကထားခဲ့လို့စိတ်ထိတ်ခိုက်နေတဲ့ info လည်းရှိနေပါတယ်။အဲ့ဒီအချိန်မှာ Miss Ho ကလောက်ကနေအနားယူပြီးတော့ပန်းဆိုင်အောင်စီမံခန့်ခွဲနေခဲ့တာပါ။ရဲရရှိဆင်ကရုပ်တရက်သူ့ခေါင်းကလည်းကျင်းလာခဲ့ပါတယ်။ သူ့မှာဦးကျိုးတွေစထွက်နေပြီလား romantic ဆန်တဲ့ပတ်ဝန်းကျင်မှာဆင်းပြေးလိုက်မရှိပေမဲ့ခေရာကြီးစင်ဟာ miss ဟိုကိုလွဲမသာမြင်အောင်ပြီးတော့ဟုတ်မဟုတ်စစ်ဆေးဖို့အတွက်အမျိုးသမီးအိယာတဲ့ဝင်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာတကယ် miss ဟိုကဂျော်ဒီနဲ့တူစိတ်လျှောက်ရှားစွာနဲ့ဆက်စီတန်းကနေခဲ့ပါတယ်။ခေရာကြီးစင်ဟာသူ့မနာလိုဖြစ်နေတာကြောင့်သူ့တို့နှစ်ဦးကြားကိုဝင်ရောက်လာခဲ့ပါတယ်။ဒီချိန်မှာဇက်ကောင်အစ်တတူကလည်းပေါ်လာခဲ့ပါတယ်။သူ့မကတော့ဂျော်ဒီရဲ့လက်ထောက်ပဲဖြစ်ပါတယ်။သူ့မကပေါ်လာရင်သာမကရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာပါတယ်။တကယ်တော့ဂျော်ဒီနဲ့သူ့ခင်ပေါ်ကအချိန်တော်ကြာအောင်အတူမအိတ်ခဲ့ကြပါဘူး။ အေးဆက်နေတဲ့အချက်ကိုပြန်လည်နှွေးထွေးစေဖို့ဂျော်ဒီကရဲအရာကြီးစင်းအောင်ငယ်စဉ်ကချစ်ရတဲ့အမှတ်တရတွေကိုပြန်လည်သေအောင်ဆောင်ခဲ့ပါတယ်။သူမရဲ့မိဘတွေတိုက်မိထားတဲ့အချိန်မှာချစ်ရတဲ့ငှက်ငယ်လေးတွေလိုကြောင်းဝင်းစုံနဲ့ဝတ်ထားကြရင်လည်းချစ်ရေးဆိုခဲ့ကြပါတယ်။ဂျော်ဒီရဲ့အခြေအနေကိုမြင်တော့ရဲအရာကြီးစင်းကလည်းစိတ်မကောင်းဖြစ်မိသွားပါတယ်။ဒါမှမဟုတ်သူ့ကိုအနှောင့်အယှက်ဖြစ်စေဆုံးကတော့သူတကယ်ပဲလူသားသမားဖြစ်နေလားဆိုတာပါ။ညတကောင်မှာချစ်သူရဲ့ပန်းဆိုင်ကိုတွားပြီးတော့ကင်မရာကိုစစ်ဆေးတဲ့အခါသူ့ရဲ့ချစ်သူကိုလိုက်နေတဲ့လူရှိတယ်ဆိုတာတွေ့ခဲ့ရပါတယ်။မှတ်သားစရာလက္ခဏာကတော့ပန်းမုံစံချစ်အိပ်ပါပဲ။ အဲ့ဒီအချိန်ကစပြီအဲ့ဒီလိုချဲအေးဝေထားတဲ့သူတိုင်းသူ့ရဲ့ရေဒါထဲမှာရှိနေခဲ့ပါတယ်အဲ့ဒီညမှာပဲရဲရာကြီးစင်းကတားကောင်ရဲ့တငယ်ချင်းနဲ့အတူဖျက်ရိုက်ခဲ့ပြီးတော့အဲ့ဒီထဲမှာတန်တရားရှိသူကလည်းပါဝင်လာပါတယ်သူ့ကိုယ်သူကူညီဖို့အတွက်ရဲရာကြီးစင်းကသူ့ကိုယ်သူဖဲပြင်လို့ကြွေးကြော်ထားတယ်သူ့ရဲ့ဘော်ဒါကိုခေါ်ယူခဲ့ပါတယ်ဒါဟာဘစ်ဘရာသားရဲ့အစ်မေပြေပါပဲအားလုံးကပတ်စံပြည့်ပါတယ်အဲ့ဒီကိုယူလာခဲ့ကြပြီးတော့ရဲရာကြီးစင်းကတော့ဇနီးတွေစီကရတယ်နှစ်တကူလက်ဆောင်ပတ်စံအနေငယ်သာရှိပါတယ်ပထမပွဲမှာပဲရှုံးနေပြီးတော့ပတ်စံအကုန်လုံးကပြောင်းသွားခဲ့ပါတယ်လောင်စားသမားတွေရဲ့ထုံးစံကတော့ဆက်မစော့ရင်ဘယ်တော့မှမနိုင်ပါဘူး နိုင်ခြင်းပတ်စံထက်ကြီးရမှာပါရေရကြီးစင်ဟာသူ့ဇနီးစီရနဲ့ပတ်စံထက်တောင်းမှုတွေဘေးစပွဲစီကိုပြေးသွားခဲ့ပါတယ်ဒါပေမဲ့သူရရှိတာကတော့ నో ဆိုတာပါပဲဒါအပြင်သူ့ဇနီးကိုပြင်းမှန်းတစ်ခုလောင်းခိုင်းတဲ့အခါမျှော်လင့်မဲ့ရှုံးနေသွားခဲ့ပါတယ်အဲ့ဒီလိုအခြေအနေမျိုးမှာရေရကြီးစင်ဟာရဲစခန်းကိုပြေးပြီးတော့အရင်းနှီးပေးဖို့အတွက်တောင်းဆိုခဲ့တာနောက်ထပ်ရင်းနှီးမြှုပ်နှံဖို့အတွက်နှစ်တန်းရရှိခဲ့ပါတယ်အသေးရလာတဲ့ပတ်စံတွေကလည်းမကြာခင်မှာပဲကုန်သွားခဲ့ပါတယ်ခွဲပေါ်ရဲ့အကူအညီနဲ့ရှုံးနေရလောက်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရေရကြီးစင်ဟာ second round အရင်းနှီးထပ်တောင်းမှုပြန်သွားခဲ့ပါတယ် ဒါပေမဲ့ဝမ်းနဲ့စရာတရင်ကတော့သူ့ရဲ့အထက်လူကြီးကပတ်ဆက်အားလုံးကိုရဲရဲရေးစင်းကိုပေးလိုက်ပြီးဖြစ်တဲ့အတွက်အခုတော့ရဲစခန်းမှာဘာမှမရှိတော့ပါဘူး။သူ့ရဲ့အထက်လူကြီးကကြီးကျက်သူနှစ်ဦးကိုငွေ20ဆုံးရှုံးသွားတဲ့အတွက်အပြစ်ပေးနေတဲ့အချိန်မှာပဲအဲ့ဒီလူနှစ်ဦးရဲ့တကယ်အထောက်ထားကဟောက်ကောင်မနာမည်ကြီးတဲ့ဖဲသမားတွေဖြစ်ပါတယ်။သူတို့ရဲ့ကြွမ်းကျင်မှုကိုစစ်ဆေးပြီးတဲ့နောက်မှာတော့ရဲရဲရေးစင်းကသူတို့နှစ်ဦးရဲ့ဖဲကစားနီးအနှစ်အယတာအားလုံးကိုတင်ယူခဲ့ပြီးတော့ယုံကြည်မှုအပြည့်နဲ့လောင်းစားရုံကိုပြန်သွားခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပဲအလုပ်စူးစမ်းမှုကြောင့်အောင်မြင်မှုရရှိခဲ့ပါတယ်။ရဲရဲရေးစင်းကအဲ့ဒီလူကိုချွေးတွေတန်းမှုတွေထွက်လာအောင်ရှုံးနေမှုနဲ့ရိုက်ခဲ့တဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ ဖြစ်ရှင်စရာကောင်းပြီးလမ်းဆန်းတဲ့ပတ်ဝန်းကျင်မှာငွေတွေအများကြီးနိုင်ခဲ့တဲ့ရဲရာကြီးဆင်းရလဲအိမ်ပြန်ပြီးချစ်သူလေးကိုဂုဏ်ပြုခဲ့ပါတယ်။အဲ့ဒီမှာတော့ရဲရာကြီးဆင်မြင်လိုက်ရတာကနေ့စဉ်ဒီ969ပွင့်မှာဒါပြင်အလွန်ကြီးမားတဲ့ကပြားတစ်ခုလည်းပါလာခဲ့ပါတယ်။ဘဲကောင်စိုးလေးကငါမိမကိုလိုက်နေရတယ်။ရဲရာကြီးဆင်းကိုကြာကြာစောင့်နေရမလို့ပဲအဲ့ဒီဖောက်ပြန်တဲ့စုပ်တွေကနောက်ဆုံးမှလဘူးလက်ချက်ဖမ်းဆီးခံရဖို့ရောက်လာခဲ့ကြပါတယ်။ရဲရာကြီးဆင်းကကတဲ့အောင်မှာပုံနေခဲ့ပြီးတော့အခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။အတေရိုက်တက်ပြဖို့အတွက်အချိန်စောင့်နေရမလို့တော့ပါဘူး။ရဲရာကြီးဆင်းထွက်လာတဲ့အခါမှာတော့အန်အောင်စရာကောင်းတာအဲ့ဒီလူကချော်ဒီဖြစ်နေတာပါပဲ။ တန်တရားမဖြစ်စေဖို့ရဲဟာကြီးစင်ရမင်းဆိုကိုငါမိမအောင်ဆွဲဆောင်ရဲတယ်လို့အဟိတ်စုပူပြီးတော့ဂျော်ဒီကိုပြန်မောင်းထုတ်ခဲ့ပါတယ်။လှုပ်ဝဲဆောင်တော့အလုပ်တွေအများကြီးလုပ်ခဲ့ပေမဲ့ဘာမှအကျိုးမြတ်မရသေးတဲ့အတွက်ရဲဟာကြီးစင်ရတဲလွန်စားရှာဖို့ဂျော်ဒီရဲ့ရုံးခန်းကိုကိုယ်တိုင်သွားခဲ့ပါတယ်။ဒါမဲ့အုံနောက်နဲ့မညီတဲ့အရာအမောင်းနဲ့ထိလိုက်တိုင်းပြဿနာဖြစ်တဲ့ကြွမ်းကျင်မှုကြောင့်ရဲဟာကြီးစင်ရရုံးခန်းတစ်ခုလုံးကိုမိရှို့ပြီးတော့မိသတိဝေစနစ်ရဲ့ယုံကြည်စိတ်ချရမှုကိုစစ်ဆေးရမှာအထောက်အကူပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျော်ဒီကသူမရဲ့အခြေဆုံးတငငင်းစီရတယ်။သူမနဲ့လက်ထောက်ရဲ့ဆက်စီတပုံလေးနဲ့ပတ်သက်တဲ့ချင်းချောက်စာတွေကိုလည်းခံရရှိခဲ့ပါတယ်။မမျှော်လင့်ပဲဒီလောက်ရက်ကသူ့ကိုစောစီးစွာတေစီရင်းနဲ့ရောက်ရှိစေခဲ့ပါတယ်။ ဂျော်ဒီယာတားကောင်ရင်ပေါ်တော့ရှာတွေးဖို့သွားနေရဆိုတော့ရရစင်းကလည်းတိလိုက်ရပြီးတဲ့နောက်မှာတော့သူကလိုက်သွားခဲ့ပါတယ်။တက်တေတခုရနိုင်မလားလို့တွေးခဲ့ပေမဲ့တကယ်တော့တားကောင်ရင်ပေါ်တာဟာရဲရရစင်းရဲ့တကယ်အထောက်အထားကိုစုံလင်းသိရှိခဲ့ပါတယ်။သူကရဲရရစင်းကိုဖျက်ရှားပေးမယ်လို့ဂရုပေးခဲ့ပြီးတော့ဂျော်ဒီရဲ့အဖိုးတဲ့မြေခွက်ကိုရဖို့အတွက်ပတ်စံထပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဂျော်ဒီကငင်းဆိုခဲ့ပြီးတော့စော်ကားတဲ့စကားအချို့ထပ်ဖြည့်ပေးခဲ့ပါတယ်။ဒါကြောင့်သူကဂျော်ဒီရဲ့ရိုင်းဆိုင်တဲ့ပါးစပ်ကိုပိုက်ခဲ့ပြီးတော့ဒေါက်တာလုံးဒီတိုင်းမလိုက်နိုင်ရင်နောက်၃ရက်တွင်သတင်းစာရဲ့ထိပ်ဆုံးမှာရောက်လာမယ်လို့ချေချောက်ခဲ့ပါတယ် ရဲရရီစင်ကတော့လုံချုံရင်ကိုကြော်သွားပြီးတော့တားကောင်ရဲ့ဖော်ရာရဲ့အခန်းထဲဝင်သွားတဲ့အခါမှာသူကအသက်ခံနာရတာကိုတွေ့လိုက်ရပါတယ်။ချော်ရီလောက်တာပဲဖြစ်မယ်လို့ယူဆပြီးတော့သူချက်ချင်းပဲဓလေကားထဲမှာသူ့ဇနီးကိုလိုက်မိဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ချော်ရီရဲ့သူ့တငယ်ချင်းနေနဲ့ဖေးရိုက်နေတာကိုတွေ့လိုက်ရပါတယ်။ဒါဆိုတားကောင်ရဲ့ဖော်ရာကိုဘသူတက်ခဲ့တာလဲ။အဖြစ်ကိုတော့နောက်ပိုင်းမှာသိရမှာပဲဖြစ်ပါတယ်။ဒီနေ့ကတော့ချော်ဒီနဲ့သူမရဲ့ခင်မောင်ဟောင်းရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ပါ။စင်းကိုပြပြချင်ခဲ့ပေမဲ့ဂျော်ဒီယာပေါ်လာပြီးတော့ရေရည်စင်းကိုကောက်ခုံကိုဆွဲခေါ်သွားခဲ့တာကြောင့်အနှောက်အယှက်ဖြစ်သွားခဲ့ပါတယ် သူတို့ကောက်ခုံနေစဉ်မှာဂျော်ဒီကရဲရဲကြီးစင်းရဲ့အထောက်အထားကိုတိတယ်ဆိုတာကိုဝေခံခဲ့ပါတယ်။ဒါမဲ့သူမငငယ်ချက်ရတဲ့နှစ်တွေကိုပြန်လည်ရှစ်တန်ခွင့်ပေးခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်ခဲ့ပြီးတော့ဒီညသူ့ကိုမထားခဲ့ဖို့မျှော်လင့်ခဲ့ပါတယ်။ရဲရဲကြီးစင်းကတော့ဂျော်ဒီကလူသားမဖြစ်တယ်လို့အမြဲထင်ခဲ့တာပါ။ဒါပေမဲ့ထူးဆန်းတာတွေရှိနေပြီးပြောဖို့ခက်ခဲတဲ့ရှုပ်ထွေးမှုတွေရှိနေခဲ့ပါတယ်။တားကောင်ဘော်ရာရဲ့လက်အောက်ငယ်သားတွေကရဲရဲကြီးစင်းနဲ့သူ့ဇနီးဟာသူတို့ရဲ့အကိုကြီးကိုတတ်ခဲ့တယ်လို့ထင်ခဲ့ကြပြီးတော့ဇုံတွဲကိုတတ်ဖို့ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တယောက်ပြီးတယောက်လေးကင်ထားတဲ့လူတို့ဦးရဲ့လက်ချက်နဲ့အသက်ခံခဲ့ရပါတယ်။နောက်ပြတ်မှတ်ကတော့ရဲရဲကြီးစင်းပါပဲ။ ။နောက်ကနေအန်နီယယ်ကိုခန်းစားမိတဲ့ရဲအရာကြီးကချက်ချင်းတိုက်ခိုက်ပြီးတလူတန်သမားကိုလဲကြစေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူကအခင်းဖြစ်ပါမှာပဝင်းကျင်ကိုရှာဖွေဖို့လာတယ်။သူ့ရဲ့အထက်လူကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အခန်းထဲဝင်သွားတဲ့အခါဂျော်ဒီနဲ့လက်ထောက်တို့ကအဲ့ဒီလူသက်သမားတုံးခဲ့တဲ့လက်နဲ့အတူဂျမင်းစကန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ရဲရကြီးဆင်းရလဲဂျော်ဒီကိုအဲ့ဒီမိန်းကလေးကိုမထိခိုက်စေဖို့ဖုန်းနဲ့လှမ်းပစ်ချပြီးတော့တားဆီးခဲ့ပါတယ်။ဒီလိုနဲ့ဂျော်ဒီကလူသက်သမားဖြစ်တဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းသိတာနေခဲ့ပါတယ်။ဒါပေမဲ့ရဲရကြီးဆင်းရဲ့စိတ်ထဲမှာတော့ရှုပ်ထွေးမှုတွေရှိနေခဲ့ပါတယ်။တာဝန်ပြီးမြောက်ပြီးတဲ့နောက်မှာတော့ရဲရကြီးဆင်းရမစ်ဟိုစီကိုပြန်သွားခဲ့ပါတယ်။ အချိန်ကြာကြီးဝေကွာပြီနော်စစ်သူနှုတ်ဦးစလုံးဟာပျော်ရွှင်ရတဲ့ညတညရှိလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ရုတ်တရက်အဖြစ်ပြက်တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်မင်းဆိုဟာရေချိုးကန်းထဲမှာတိုက်ခိုက်ခံခဲ့ရပါတယ်တကယ်လူသက်သမားကတော့သူမအယောင်ဆောင်ပြီးတော့ရဲရကြီးစင်းကိုအဲ့ရပေါ်မှာတပ်ဖို့ကြိုးစားခဲ့ပါတယ်သူရဲ့တကယ်ထောက်ထားတွေကတော့အတွင်းရင်းမှုဖြစ်ပြီးတော့ဂျော်ဒီကိုချစ်တဲ့စိတ်ဝေဒနာကြောင့်သူတို့နှစ်ဦးရဲ့အချစ်ကိုဟန်တာသူတွေနဲ့ဂျော်ဒီကိုထိခိုက်စေသူအားလုံးကိုတပ်ပြစ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ကရင်ပေါင်းနဲ့တင်းတင်းချီနှောင်ထားပေမဲ့ကံကောင်းစွာနဲ့ပဲရဲရကြီးစင်းကကြိုတင်ပြစင်းထားတဲ့အတွက်သူခနာကောင်မှလေဝင်လေထွက်ပေါက်တွေဖြစ်မလာအောင်ရှောင်ရှားနိုင်ခဲ့ပါတယ် ခြေထောက်နဲ့တနက်ပြက်တဲ့ကြွမ်းကျင်မှုကြောင့်ရဲဟာကြီးဆင်းရလဲအဲ့ဒီမိန်းကလေးကိုပြစ်ချနိုင်ခဲ့ပြီးတော့အမှုကလည်းအဆုံးသက်ကဂျော်ဒီရဲ့ဘဝကိုညင်ညံ့စေခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီဇလန်လေးကတော့ဒီမှာပဲဆုံးသက်သွားပါတယ်။ကျွန်တော်တို့ဇလတ်ရဲ့ရဲဘဝတစ်လျှောက်လုံးကိုလိုင်းလံကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ထင်မြင်ချက်တွေကိုလည်း comment ထဲမှာပြောသွားပေးခဲ့ကြပါဦးမြတ်။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်နော် like အသေးလေးတွေလိုသာပေးပြီးတော့ဒီလိုဗီဒီယိုလေးတွေအများကြီးကျွန်တော်တင်ဆက်ပေးနေတာမလို့အများကြီးကြည့်နေတဲ့ဆိုရင် subscribe နဲ့ follow တွေလည်းလုပ်သွားခဲ့လို့ရပါတယ်။ ချန်နယ်တဲ့ဗီဒီယိုလေးတွေကို share ပြီးတော့ channel လေးကိုလည်း support ပေးနိုင်ပါတယ်။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။